ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးကိုဘာမှမလူဘူးဘာမှမလုပ်ဘူးသို့သောသူများလူတာတန်းတာသို့မဟုတ်သူများလူထားတဲ့ဆိုင်ဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာယတော်လိုက်ကြတာတာဒုတာဒုတာဒုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်တာဒုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာဆိုင်ရလို့လဲတာဒုခေါ်လိုက်တာပဲရှိတာပဲလေ အဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်တာရုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းတာရုတွေခေါ်နေတာဒီတာရုကတခါတလေအိတ်ချင်တဲ့ခေါ်တဲ့တာရုရှိသေးတယ်ဝန္တာအာယကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့တာရုမျိုးဖြစ်ဖို့လိုတယ်နော်တာရုဆိုတာလည်းသွားပြီးတော့အထင်မသေးလေနဲ့950ထဲမှာပါတယ်တင်ခဆတ်ဆိုတာရှိတယ်ဖះလောင်းကအဲ့ဒီတော့ကတင်ခဆိုတဲ့ပုံနာတယောက်ဖြစ်တယ် လံခီသွားတဲ့အခါမှာပစ္စေကဗုဒ္ဓတဆူကိုတွေ့လို့နေမူထဲမှာဖဏတ်မပါပဲနဲ့ရှောက်နေတာကိုတွေ့လို့ကိုသူစည်းလာတဲ့ဖဏတ်ကိုကြာကြာနာနာစေကျော်အဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်ရှင်လှုပ်ပြီးတော့ပစ္စေကဗုဒ္ဓခြေထောက်ကိုဆွတ်ပေးလိုက်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့တင်းမောက်တက်တာ တင်မောကကန်းကခွာခုနှစ်ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့တင်မောပြက်တယ်သူ့နောက်ကတပည့်တယောက်ပါတယ်ဆရာတပည့်နှစ်ယောက်တင်မောဘောကပြင်ချက်တစ်ချက်ရလို့တင်မောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာတိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖနက်လူခဲ့တဲ့ကုသိုလ်ချောင်းမို့လို့ မြစ်ဆောင်နဲ့ပင်လယ်ဆောင်နတ်သမီးရလာခဲ့တယ်။ကဲတဲ့အခါမှာသင်္ခါပုံနာကိုသာကဲတယ်ကုသိုလ်ကြောင့်ကဲတာ။အဲ့ဒါလို့ကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တော်မဖြစ်ဘူး။ကဲပါလို့ပြောလဲမကဲဘူး။နော်မကဲနိုင်ဘူးတဲ့။အဲ့တော့ဖျားလောင်းဆိုတာအသိဉာဏ်ရှိတယ်။အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲ။သူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပည့် ငါဖဏတယံပိစိကဘုရားကိုလှုပ်ခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမြင့်အားအမျှပေးလိုက်ပါတယ်အမျှအမျှဆိုဟိုကောင်ကတာရုတာရုလည်းခေါ်လိုက်ရောမကယ်ခြင်းလို့မရတော့လက်သမီးကယ်လိုက်ရကုသိုလ်ကြောင့်ကယ်တာဟောတာရုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးလို့ဆိုဒါ950ထဲမှာသိခြင်းဖတ်ချင်သင်္ခါစလို့ခေါ်တယ်ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့ ေးဒါကြောင့်မို့လို့ကုသိုလ်ဆိုတာအင်တမအရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်အေးကုသိုလ်ကောင်းမှုဆိုတာအားလုံးပါဒုက္ခရတာဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိလို့ရှိကြတာအကြည့်ပဲ